ကဲစိတ်ညစ်ရလဲစားပြီးပကန်းတော့ဆေးရမှာပဲလीနော်ဒီနေ့ကတော့ဖြိုးကဘီလင်းစီးတဲ့သွားပြီးတော့ချောင်းကားလေးတော့ဝယ်မယ်ပြီးရင်စီပန်ဟင်းလေးချက်စက်သွုံလေးတုတ်ပြီးတော့ထမင်းမမေစားပြမလို့ပါဖြိုးဘလော့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင်မကြီးလေးအုပ်လိုက်မှာပေါ့နော်ဟာရှယ်ပဲ ာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြည့်လိုက်ပါရစေ။ဒီနေ့ဘာချက်ဆိုင်ကောင်းမလဲစဉ်းစားရင်းနဲ့ဖြိုးဈေးတဲ့ကိုရောက်ခဲ့တာပေါ့နော်။မင်းညားကလည်းမိုးရီရွာထားတာဆိုတော့ဈေးထဲမှာချောင်းကားလေးရှိနေမလားဆိုပြီးတော့တက်ချင်လိုက်အောင်မယ်။အော်ထင်းတဲ့အတိုင်းပဲချောင်းကားလေးရှိရသေးတာ။ငါးရီရောဖားရီရောအစုံပဲ။ဘာမဲ့ဖြိုးကလေငဖမ်းမလေးကိုပဲစီပြန်လေးချက်ဆံဖို့စိတ်ကူပြီးတော့ငဖမ်းမလေးကိုဝယ်လိုက်ပါရစေ။ဖုံးမျိုးမှာဆိုရင်ဒီလိုအချိန်ဆိုရင်ချောင်းကားလည်းအရန်ပေါ်ပဲတည်တာ ်ပြီးရင်တော့ဘာလေးဝယ်ရမလဲဆိုတာကိုဈေးထဲမှာလိုက်ပြီးတော့ရှာကြည့်လိုက်အောင်မယ်အော်အိမ်မှာစက်ပြစီကုန်နေတာ ਨੇ တခါလဲအီလံပကန်စီစက်ပြစီထုတ်နေပါဘူးဝါလိုက်တော့မယ် ကဲဘို့ဒီနေ့ဈေးကနေပြီးတော့ဘာလေးဝယ်ခဲ့လဲဆိုတော့လေဒီမှာချောင်းကားလေးကိုစီပြန်လေးချက်ဖို့အတွက်ဝယ်ခဲ့တာပေါ့နော်ပြီးရင်ကြက်သွန်ကြီးလေးတော့တိုးစရာအစုံနဲ့လေမင်းမမေစားမယ်ဆိုပြီးတော့စိတ်ကူပြီးတော့တိုးစရာတွေပါအစုံဝယ်ခဲ့တယ်အိမ်မှာတုံးနေကြပကံစင်းဆက်ပြစီကလေကုံနေတယ်ဆိုတော့ဘို့ဒီမှာပြန်ဖြည့်လို့ရတဲ့အထုပ်လေးဝယ်ခဲ့တာပေါ့နော်ဒီအထုပ်တစ်ထုပ်မှာ2000ဝန်းကျင်လေဆိုတော့ဘူးဘိုးလေးတက်တာတယ်ပြီးရင်ဒီဘူးလေးကိုလေတဘူးကြီးတဘူးဝယ်လို့ရှင်ဘူးလေးလေအလင်းလွင်းဖြစ်တာပေါ့နော်ငါးလေးလေးလက်လက်ဆက်ဆက်လေးဖြစ်တော့ဘို့တန့်ဆင်လိုက်အောင် ဖြိုးကလေအခုလိုဟင်းစားတွေကင်တဲ့ခါကြလို့ရှိရင်အချိန်နည်းနည်းယူတာပေါ့နော်ဖြိုးချက်တဲ့ဟင်းတွေကိုအရသာလည်းရှိအောင်လို့ကျမိုင်လည်းညညွတ်အောင်တသန့်ရှင်ရှင်နဲ့တည်တည်ချာလေးချက်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့အခုလိုဖြိုးဝယ်တဲ့အသားငါးလေးပဲဖြစ်ဖြစ်အိမ်သုံးပကံစေးဆက်ပြစီတွေကအစားပေါ့နော်တည်တည်ချာရွေးပြီးတော့ဝယ်ဖြစ်တယ်ငါးလည်းကြဥတွေကြီးပဲကဲငါးလေးကတော့ရသွားပါပြီလက်စီဦးဩတခါလေးထည့်လိုက်တော့မှာ ဒီပြန်ထည့်လို့ရတဲ့အထုပ်ကလေတထုပ်ဆိုတော့တဘူးစာပဲအဲသူ့ဝယ်လဲလို့ရှင်တော့ဘူဘိုးတက်တာတာပေါ့နော်ကဲခုကတော့ပြောငါးဟင်းစားချက်ပါတော့မယ်ကဲခုကတော့ငါးဟင်းချက်ဖို့အတွက်အိုးရဲကိုစီထည့်ပါမယ်စီပူလိုက်ရင်ကြိတ်ထားတဲ့ကျဲတုံချူနီလေးတွေထည့်လိုက်ပါမယ်ကဲပြီးရင်ဆွနွေးမုတ်လေးနည်းနည်းထည့်ပါမယ်အယောင်လေးလှအောင်လို့အယောင်တမုတ်လေးကတစုံထည့်ပါမယ် အရသာတွဲဖြူဟာစားလေးထည့်မယ်။ခင်းခမုတ်ကနည်းနည်းထည့်ပါမယ်။ကဲပြီးရင်ခုနကတေချာတန်းစင်ထားတဲ့ငါလေးတွေထည့်ပါမယ်။ပြီးရင်တော့ဖြူဟာအဖုံးလေးခဏဖုံးထားပြလိုက်ပါမယ်။ကဲဖြူရဲ့ငါလေးတွေကိုတစ်ဖက်စီလှမ်းပြလိုက်ပါမယ်။ကဲပြင်ဖြူရေလေးပါထပ်ထည့်ပြီးတော့ချက်ထားပေးမှာပေါ့နော် ပြီးရင်တော့ပြန်အောင်ထားပြလိုက်ပါမယ်ပြီးရင်တော့နောက်ဆုံးမှာပြရတာမကြီးလေအုပ်လိုက်မှာပေါ့နော်ကဲပြီးရင်မစလာလေးပါနည်းနည်းအုပ်လိုက်ပါမယ်ကဲပြီးရင်အဖုံးလေးပြန်အောင်ထားပြလိုက်ပါမယ်ငါရင်လေးချက်ထားတဲ့အချိန်မှာဖြိုးကျက်သွန်စိန်လေးတုတ်မှာပေါ့နော်ဒါကတော့ဖြိုးရေလေးနဲ့တိချာဆေးထားပြီးသားနော်ကဲအရသာအတွက်ချုံမုတ်လေးနဲ့နဲ့ထဲစားလေးထည့်မယ် ်ရုပ်တည်ကြက်မုတ်လေးကနည်းနည်းထည့်ပါမယ်။ပြီးရင်စီလေးကနည်းနည်းထည့်ပါမယ်။ကဲအနားလေးမွှေးအောင်လို့တမရသီလေးပါညှစ်ထည့်လိုက်မယ်။ကဲနေပါတော့မယ်။ကဲခုဆိုလို့ရှင်တော့ဖြိုးရဲစက်ပုံတုပ်လေးရောက်သွားပါပြီ။ဟာရှယ်ပဲ။ကဲခုဆိုလို့ရှင်တော့ဖြိုးရဲအရန်စားလို့ကောင်းတဲ့ငဖက်မစီပြန်ဟင်းလေးရောက်သွားပါပြီ။ ကဲအခုဆိုလို့ရှိရင်တော့ဈေးရဝယ်လာတဲ့ချောင်းငန်းဖမ်းမလေးလည်းချက်ပြီးပြီဆိုတော့ပြိုးစားပါတော့မယ်စီလေးပါနည်းနည်းနဲ့လာကျွတ်တုံတော့ဆက်ဆက်လေးတော့ထားတာရငါဖမ်းမရကောင်းနေရောကဲစားကြပါဦးရှင်ပြိုးတော့စားပါတော့မယ်ดาปอกปั้นผิวอ่ะ 那胖嘛的，就是说，白他们臭牛呗，吃上胖嘛去了。嗯嗯、这栋我来搞呢。 မြန်ငါအုပ်ရေးအစီပါဒီချိန်ကလေပရိုဘမဆိုချောင်းရယ်ပေါ်မပေါ်ပဲစကောင်းတော့ စားကောင်းတယ်ခေါင်းရပါချောင်းကားတွေကချိုနေတော့ထမင်းစားမိန်နေရောပဲတိလားကဲစားပြီဆိုတော့အရှင်မလေးဆင်းနေရတဲ့ပကံဆေးရတဲ့အပိုင်းလာပြီပေါ့နော်ပကံလေးဆေးလိုက်ပါဦးမယ် ကဲစိတ်မြင့်ရလဲစားပြီးပကန်းတော့ဆေးရမှာပဲလीเนาะအရင်တော့ကလေဖြိုးအိမ်မှာလေပကန်းဆေးဆက်ပြစီကိုကိုယ်တိုင်လုပ်ပြီးသုံးမှုရတည်လား ဒါပေမဲ့နောက်ပိုင်းတော့ဒီအီလန်ပကန်စီဆက်ပြစီပဲဆွဲပြီးတော့သုံးဖြစ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေဒီအီလန်ပကန်စီဆက်ပြစီကဒဇက်လေးထည့်လိုက်ရုံနဲ့အမြုပ်တွေအများကြီးထွက်တယ်သိလား။အဲလုံးပကန်စီဆက်ပြစီကြတော့လေအမြုပ်တွေအများကြီးထွက်ဖို့အတွက်ဆက်ပြစီကိုအများကြီးသုံးရတာပေါ့နော်။တေချာပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်လေကုန်ကျစရိတ်ကဘလောက်မှမကွာတူတူလောက်ပဲတက်ကြတယ်သိလား။ဒါကြောင့်မို့ကျွားတော့ဒီအီလန်ပကန်စီဆက်ပြကိုပဲဆွဆွဲမြဲသုံးဖြစ်သွားတာပေါ့နော်။အခုနောက်ပိုင်းဆိုရင်သူ့မှာကလေဒီအစီဘူးလေးကိုပြန်ထည့်လို့ရတဲ့ refill အထုတ်လေးပါထုတ်လာပြီဆိုတော့လေကုန်ကျစရိတ်လည်းတက်တာတယ်။ဒီဘူးနဲ့ဒီအထုတ်ကလည်းပါဝင်တဲ့ပမာဏလည်းတူတူပဲဆိုတော့ပြောလို့ အကြိုက်ပဲပေါ့အခုနဘိုင်းဆက်ဆက်မြဲတုံးဖြစ်နေတာကတော့ဒီအီလန်ပကံဖြစ်ဆက်ပြချီပဲပေါ့နော်ကဲအခုဆိုလို့ရှိရင်ဖြိုးရဲပကံလေးတဲ့တန့်ရှင်တောက်ပြောင်သွားပါပြီကဲဖြိုးရဲဘလော့ဒီမှာပဲလိုက်ပါတော့မယ်နောက်ဘလော့ကြာလို့ရှိရင်ဖြိုးဘိုင်းဆက်ပြပြီးဘိုင်းစားပြအောင်လို့ဆိုတာဆက်မကြည့်ဝေးကြပါအောင်ရှင်တတ်တာ